ကံများအလုံးမဲမင်္ဂလာပါရှင် Freedom of Future Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ဖတ်ပြသွားမှာတော့ကလျာဝိစာသိပ်ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတယောက်အကြောင်းအပိုင်းငါကိုဖတ်ပြသွားမှာဖြစ်ပါရယ်ရှင်အဆုံးထိနားဆင်ခံစားပေးကြပါအောင်ရှင်အခန်းကို ခြံကလမ်းမပေါ်တက်တဲမဟုတ်ပြည်လန်းဘတ်သို့မျက်နှာလှဲထားသောခြံကြီး၏အနောက်ကလျက်ခြံဖြစ်သည့်အေကတမတ်ပေတရာပလဲတွင်စောက်ထားသောနှစ်ထက်ခွဲတိုက်ကြီးကလမ်းသွယ်ဘက်မျက်နှာလှဲထား၏သို့သောလမ်းထိတ်ခုံလေးမှထိုင်ကြည့်နေမည်ဆိုလျှင်ခြံကိုဘေးတိုက်နေထားနှင့်လမ်းမြင်နိုင်ုံမကကားဝင်ထွက်များကိုပါကောင်းစွာမြင်နိုင်သည်စင်မေဟိအုတ်ခုံလေးပေါ်၌ထိုင်နေသည်မှာ၃ချိန်၃ရက်ရှိပြီး ဟီတိုက်ကြီးတွင်ဆုမြတ်တင်စာတို့သားမိသာအိမ်ဤအရှင်သခင်အဖြစ်နေကြသည်ဖခင်ဆိုသောယောက်ျားကိုတကားမှမတွေ့ရကားမောင်းသည့်ဒရိုင်ဘာကညနေ9နာရီလောက်တွင်အိတ်ကလေးဆွဲပြီးခြံထဲမှထွက်ခွာသွားလေရှိသည်ဟီဒရိုင်ဘာမှလွဲ၍သူတို့အိမ်တွင်ယောက်ျားရှိပုံမရအိမ်ပေါ်အသက်30ကျော်အရွယ်နှင့်73လေးနှစ်အရွယ်ကောင်မလေးတို့သာရှိကြကြောင်းစင်မင်းသိလိုက်ရပြီညာဘက်မှာတန်တကားများတန်မဲတကားများအထက်ထက်တောက်ခတ်ထားသဖြင့်ဝင်ပေါ်မလွဲ့ နေ့ကင်းနေ့လယ်သားရအောင်ဝင်မှသူ့အကြံစီအထာမြောက်တော်မီစင်မင်းသည်လူစိတ်လူအသိဉာဏ်နှင့်လူတယောက်ဤစင်စင်ုံတရားများဝေလွင်ပြောင်းဆုံးနေပြီငါတို့ဖြစ်တဲ့နေနဲ့ရအောင်တတ်မယ်လူသက်သမားတယောက်ဤစိတ်ရိုင်းသာသူ့ရင်မှာရာနှုံးပြည့်ရှိနေ၏ဟာခြံထဲကကားထွက်လာပါလားကော်ရိုလာကားတက်ကြီးကိုဆွမျက်တင်စာကိုရိုင်းမောင်းထွက်လာသည်ထိုနေ့သည်တင်ကုန်နေနေဖြစ်၍ဒရိုင်ဘာမလာခြင်းဖြစ်မိစင်မင်းကိုကိုလှဲ့၍ကွယ်ထားလိုက်ရသည် ။ဤအုပ်ကုံလေးမှာဈေးတွေတွင်လမ်းသွားလမ်းနာတွင်ထိုင်နေကြမှုယူဆ၍ကြည်သွားမိမတင်မှာကားလွန်သွားမှအตาလေးခက်ရှိရှိလှမ်းကြည့်မိရ။တားမိနောင်လုံးထွက်သွားတာပါလား။ကောင်းမဟုတ်ဘူးသိကြဆန်းကွာ။ဟုတ်မဟုတ်ဘူးမသိအောင်။သူတို့ငါကိုယ်တိုင်တတ်မှာဖြစ်မှာ။သူ့လွယ်အိတ်ထဲစမ်းကြည့်လိုက်သည့်အခါမှာတရေဓာအိမ်ဆွထားသည့်ချုံမြထရှားနေသည့်ဓာကိုစမ်းမိ၏ ထို့ထားအပြင်သူတို့သားမီးနှစ်ယောက်ဤရုံမှစုပ်ပဲလာသောနှလုံးသားရှိရာရင်ပတ်တဲ့သို့တတဲ့ကြီးထိုးဆိုင်ကြမည်သူစန္နာအတိုင်းဖြစ်ရမည်ဆိုပါလင် သားမီးနှစ်ယောက်လုံးငင်ငိမ့်လေးရှင်ကော့ပေးကြမှဖြစ်မည်ဟုသူမှန်ကန်စွာမစင်စားမိမစင်စားနိုင်သူဤမှန်ကန်စွာတွေးခေါ်နိုင်မှုနေရာတွင် နာကြည့်ခြင်းဒေါသအမျက်ဆောင်မှန်ကြည့်ခြင်းမိခင်အတွက်ယူကျုံမရခြင်းဆိုသောခံစားမှုများကလွှမ်းချုံအုံမထားတော့သည်မျက်နှာဖုံးတွေမျက်နှာဖုံးတွေ ကလေးကစားဖို့မျက်နှာဖုံးတွေတကားမှမစင်းစမ်းမိတော့အတွေ့အသေးတခုသူ့ကောင်းထဲသို့ဝင်လာသည်ငါမမ်းမသိအောင်ရုပ်ရှင်ထဲရလို့မျက်နှာကိုလက်ကင်ပေါ်ဝါစီအုတ်ထုတ်ဆောင်စရာလည်းမပါငါမမ်းမသိအောင်လုံးမမျက်နှာဖုံးတစ်ခုပေးပါဘာရုပ်ယူမလဲကိုအခုသားလေးကစားဖို့မဟုတ်လားရှာမရှိနဲ့တခုဘလောက်လဲ30နဲ့မှ5ချက်သေးပါအကိုဘလူးကပဲပေးစမ်းကွာခောက်ပြီးအိတ်ထဲထည့်လိုက်သည်သူ့ဤကြောင်ကွဲကြောင်အနာမဘသူမှမရှိဘဲနှစ်တောင်မှ ခက်ရှက်ရှက်ဖြစ်မိ၏ ကပြန်လာတာပါလားသူမိခင်ကိုမဝေးလာသောနေရာသို့ပို့ခဲ့ပြီးစူမြတ်တင်စားတယောက်တည်းပြန်လာခြင်းဖြစ်ပြီးကားကျော်ဖြတ်သွားသည့်နှင့်သူခြေလန်းတွတ်တွတ်ဖြင့်နောက်မှရောက်လိုက်ခဲ့သည်ကားကခြံရှိမှဟွန်းတစ်ချက်တည်းုံဖြင့်ဖွင့်ပေးနေပြီးချက်ချင်းပြန်လာမည်ဟုမှားထားခဲ့ပုံရ၏ခဏလေးတော့ကလေးအကိုစူမြတ်နဲ့ချိန်လာလို့တကားပြန်ပိတ်နေ ਉ ဟုတ်ကဲ့ပါမနမလေးပုံရသောအိမ်ပေါ်ကလေးကဟုတ်ကဲ့ဟုပြောပြီးတကယ်မပိတ်ပဲသူပါဇမင်းနောက်ကလိုက်ဝင်လာသည် ခြံထဲသို့ဝင်လာရင်မျက်နှာဖုံးကိုဆွတ်ဓာတ်ကိုတအိမ်မှချွတ်ပြီးသူတဟုန်ထိုးပြေး၏ကာတကာဖွင့်ပြီးကားပေါ်မှဆင်းရဲဆဲဆဲစုမျက်တင်စာကိုလက်မောင်းမှဆွဲချပြီးဓာတ်နှင်းဆိုင်ချလိုက်ရဓာတ်ချက်ကအကျစုမျက်တင်စာလည်းအလိန်ကြာနှင့်ကြုံ၍ဓာတ်ကကားဤကူရှင်ကိုသာထိုးဆိုင်မိချိန်မှာအမလေးအိုးမလုံနဲ့မလုံပါနဲ့စုမျက်တင်စာကလည်းကြောက်အားလန့်အားနှင့်ကြုံဩကောင်မလေးကလည်းအတန်ဆူဆူနှင့်ဩလိုက်ချိန်မှာ မတင်မတ်သောရှုံနှိမ်မှုကိုစင်မင်းချက်ချင်းရင်ဆိုင်လိုက်ရသည်အဲဇေရှင်ခွေကြီးကသူတခင်ကိုကာကွယ်သည့်အနေဖြင့်စင်မင်း၏ကြောဘက်ကိုပရက်ရက်၍ခုံအုပ်လိုက်ပြီးလေကုန်းနေရာကိုခဲထားသဖြင့်စင်မင်းကြောင့်အားလန်အားနှင့်နောက်သို့လှည့်ချလိုက်သည်နှင့်တစ်ချိန်ထဲမှာဆွဲနှုတ်လိုက်ရသောဓာနှင့်ခွေကြီးကို အနီးကပ်ဓာနှင့်တစုံထိုးချလိုက်ရာဦးသောသောအတန်ကြီးဖြင့်ခွေကသွေးသင်တရေရေဖြင့်စူမြတ်တင်စားပေါ်ပုံကြသွား၍အမလေး ကြောက်လန့်လွန်အားကြီး၍စူးမြက်အတန်များပြာ၍တစ်ဆုနေသဖြင့်ကြဲလောင်စွာမအော်နိုင်တော်လဲလာကြပါဦးလာကြပါဦးဘလူးဤလူတက်နေလို့ကောင်မလေးဤအတန်ကစူးစူးရှရှထွက်ပေါ်လာသဖြင့်စင်မင်းအမြန်ဆုံးပြေးမှဖြစ်တော်မူသူတားကကွေးဤလဲမျိုးမဆိုင်လဲတန်လဲနေခွေးကြီးငိန်သက်တည်ဆုံးသွားပြီကွေးဤအောက်မှာစူးမြက်တင်စားဖြစ်ပြဲချိန်ကစကန်ပိုင်းများသာကမာလီအော်ဒန်ကတေမင်းအော်ဒန်လိုဖြစ်နေပြီမို့သူဒီနေရာမှာပြေးမှဖြစ်တော်မူ ဟာကွာကမာလေးလက်ကိုအာကုန်ဆွဲရန်၍ပေါ်တီကိုမှအုတ်ထိုင်နှင်းဆောင်ပစ်ခဲ့ပြီးသူချံရေတို့ပြေးထွက်လာသည်ဘလူးမျက်နှာဖုံးကြီးလဲခွာပစ်လိုက်ပြီးအိမ်ရှိတိုင်းမှာလူနှစ်ယောက်ထွက်ကြည့်နေတော့လဲအော်တန်တိတ်သွားသဖြင့်ဘာများဖြစ်တာလဲဟူသောမတင်ကားစိတ်ဖြင့်သာစောင့်ကြည့်နေကြခြင်းဖြစ်သည်ချံကြီးများအတွင်ကိုအတားနှင့်ကိုနေကြ၍ဇမင်းတို့ရက်ွက်လေးလိုထက်ကနေဆိုဇုံဆူးလာခြင်းမျိုးမရှိပေသူက ချံလွန်သွားသည်နှင့်အာကုန်ပြေကပြည်လမ်းမကြီးပေါ်အယောက်တွင် တွေ့ရလိုင်းကားတစည်းပေါ်သို့ခုံတက်ကလိုက်ပါသွားနိုင်၏သူကလွမြောက်ပြီးသို့တော်သူစီမံကိန်းကြီးအကောင့်ထဲမပေါ်ခဲ့လူတက်ချင်မှလည်းစမခွေးပဲတက်ခဲ့ရဆောက်တုံးကြရကောဈေးမင်းမင်းတော့ခွေးတော့မအတုံးကြရကောင်ပဲကွာတီတီစမ်းတီစမ်းမင်းအခုပဲတီသေးတယ်ကောတီဘတ်စကားတွေ့စည်းလာရင်ကဒေါသတွေနဲ့လူကဆက်ဆက်တုံနေသည့် စောစောစီကလူသက်ပွဲကြောင့်လဲစိတ်လှုပ်ရှားလိုက်ရသည်မှာနှလုံးအိမ်သည် ရင်ဘတ်ကြီးကိုခွဲ၍ဖောက်တွက်ကြလာတော့မတက်ပါပင်စိတ်လှုပ်ရှားလွန်းသဖြင့်ဆက်ဆက်တုံနေသောလက်ကြောင့်အဆူမြတ်တင်စာကိုတက်တက်မတို့နိုင်ခဲ့ခြင်းဖြစ်သည်ကားပေါ်မှာသူဆွဲချလိုက်ချိန်မှာအဆူမြတ်တင်စာကလည်းသူ့ကိုယ်ကိုတက်မက်မထားနိုင်မဲ့အရှိန်နှင့်လိတ်ကြခြင်းနှင့်တက်တက်သူ့ဓာတ်နှင့်ထိုးချလိုက်သဖြင့်ကားဤနောက်မိထိုင်ကုန်တဲ့သို့ဓာတ်သွားကဝင်သွားခဲ့ခြင်းဖြစ်၏ ကမာလီအော်တန်ခွေဟင်းတန်နှင့်ခွန်အုပ်ချင်းတို့ကဇက်တိုက်လိုဖြစ်သွားသဖြင့်သူစုမြတ်တင်စာကိုအသင်မတတ်နိုင်ခြင်းဖြစ်၏အတတ်မသေးသောစုမြတ်တင်စာကကံကောင်းသည်ဟုဆိုလင် သူကံဆိုးသည်ဟုပြောရမည်သူကလူသက်ချင်မှလက်တက်လဲတက်လိုက်ပါလေမအောင်မြင်ခဲ့သည့်အတွက်သူကံဆိုးသည် သူတည်ခြင်းသူကမတည်၍သူဆန္ဒမပြည့်သဖြင့်သူကံဆိုးသည်ဟုသူကိုယ်သူအပြစ်တင်လိုက်မိသည်နောက်ထပ်ဒီအခွေရေမျိုးထက်၍ရနိုင်မှုမလွဲ့ ဤအနေရကြောင့်သူတို့သားမီးအသက်အနေရနဲ့အစည်းစိမ်ဥစ္စာများလုံခြုံရေးအတွက်သူတို့ကာကွယ်စောင့်ရှောက်တော်မူတည်ကြသည်အကိုဘယ်စင်းပါလဲစပယ်ယာကိုတောသားမျက်နှာနဲ့သူစိုက်ကြည့်ပြလိုက်သည် သူကိုယ်တိုင်လည်းဘယ်သွားရမည်ဆိုတာမသိသေးစပယ်ယာလေးကတခြားလူ၃ယောက်ထံမှကားကတောင်းပြီးနောက်ဆုံးမှကားတွေ့စည်းသောသူကိုကြည့်လျက်ကားကအကိုမရှိဘူးကွာကားကမရှိရင်မစည်းနဲ့ဘောဗျာ စပယ်ယာကိုထားတတ်သောမိမျက်နာနှင့်ကြည်လိုက်ပြီးအရှိန်လျှော့စားပြုနေသောကားပေါ်မှသူဆင်းကြလိုက်သည်။နေရာကလှဲတဲ့အရေးတဲ့လမ်းလျှောက်လာသောရဲတယောက်ကိုကြည်ပြီးသူနည်းနည်းတော့ဖြုံသွားသည်။အိုးငါဆိုတာသူတို့မသိနိုင်ပါဘူး။သူကိုယ်သူဖြည့်သိရင်ဥတီချက်မရှိသောနေရာစီသို့နေဘူးကြီးထဲမှသူလျှောက်သွားနေစေမှာ။ဖိတ်ကောင်စင်းမင်းလှဲတဲ့တွင်နေသောအောင်ဦးကသူ့လက်ကိုလမ်းဆွဲလိုက်ပြီး။မင်းဘာဖြစ်လာလဲလဲ။ လူသားတယောက်ဤမျက်နှာမျိုးမဟုတ်တော့လောက်အောင်အမူအရာပြန်ရင်းနေသောအောင်ဦးဤစကားကြောင့်ဟင်ဘာဖြစ်လာအိမ်လိုက်ခဲ့မမေကတော့မင်းကိုမေးနေတယ်သူညင်းဆိုဖို့တတိမရသလိုလိုက်ရောဖို့လည်းမတွေးဖြစ်ပါပဲနှင့်အောင်ဦးခေါ်ရနောက်သို့လိုက်ခဲ့တော့သည်အခန်း30မမင်းဦးခေါ်ကြသောမောင်မြင့်မင်းဒီနေ့လည်းအလုံးမသွာရက်ပြက်ကလည်းများလာပြီးအကိုဦးကိစ္စဖြစ်ပြီးမှအမေမကျမ်းမာတီကိုပြူစုရ စေယုံတတော်လဲလိုက်ဆောင်ရဖြင့်နေစာအလုသမာတယောက်တနည်းပြက်လင်တနည်းငွေမရပါမနှက်ပြန်အမေရက်လဲမီကိုတင်ဦးထံမှမိုဟင်းကားနှစ်ပိတ်သာအကျွေးယူပြီးဖုန်ကြီးသုံးမအာယုံဆုံးကဲ့၍အိနီနာချင်းများကိုနည်းနည်းစီရှောက်ဝေယုံသာလုံနိုင်မီဒီမိုဟင်းကားဖို့အကျွေးကိုသူပယံလှုပ်ရပြန်ဆက်ပြီးအမေတွေ့အလှလှုပ်ပါမီအမေကောင်းရမွန်ရရောက်ပါစေဖျားလို့စိတ်ထဲမှတွေးပြီးနုနုထွေတို့၏အိမ်ဤခပန်းကိုခေါင်းအုံ၍မင်းမင်းလှဲနေသည် ။ဒီအိမ်မှာပဲနေစားရသည်မှအမေစေးုံတကရေရာပင်ဒေါ်လေးတို့ကလည်းသားတယောက်လိုစေတနာထားကြပါ၏။သူအိပ်ပျော်နေသည်ဟုထင်၍လာမသည့်ဒေါ်တင်မီနှင့်နုနုထွေတို့ကစကားခတ်အိုးအိုးပြောနေကြတော့လေအိမ်ကကျဉ်ကျဉ်လင်းမို့အားလုံးကြားသာနေရသည်။ရန်ကုန်မြို့ဒီလောက်ကျဲကြီးကိုဘယ်နေလို့ဘယ်အိမ်မက်မသိတဲ့လူတစ်ယောက်ကိုဘလို့လောက်ပြီးရှာမှလဲဟင်မင်းတို့တွေ့ရက်လက်စွန့်ကျွေးလေးကိုတော့ကိုရှိစေခြင်းလို့ပါအမေရဲ့မရှိစေခြင်းနဲ့ ငါနောက်တယောက်ကိုတင်ကျွေးမထားနိုင်ဘူး။ညီကောင်ကဗောကြော့သမားဘာလုံးမှလက်ကြောတင်းအောင်လှုပ်ချင်တဲ့ကောင်မဟုတ်ဘူး။နောက်တယောက်တင်ကျွေးမထားနိုင်မှုဆိုဒီမှာလက်ရှိတယောက်ကိုလည်းတင်ကျွေးထားရသည်ဟုသောအတိတ်ပဲပါရှိနေ၍မင်းမင်းဝမ်းနဲ့အားငယ်စိတ်ဖြစ်ထွန်းစားမှာပင်။ဘာပဲပြောပြောမင်းမင်းလေးကလုံလုံချင်တဲ့စိတ်ရှိတယ်။တီလဲတီတတ်တယ်။မအေကိုပြုစုလိုက်တာလဲမင်းကလေးတောင်ရှုံးနေ သူအတွက်ကောင်းမြတ်သောတရင်စကားမှုမင်းမင်းကျင်းက်သွားမိချိန်မှာပင်ဒီမှာမရွှေနုထွေးငါညီကိုအပြက်ပြောလိုက်မယ်မမအေးမြင့်ရှိတော့ကဇမင်းနဲ့ညီကိုသဘောတူလို့လက်ထပ်ကြပါလို့မှာခဲ့တယ်မဟုတ်လားဟုတ်တယ်လေအမေကပြောခဲ့လို့လားပြောပါညီကလည်းဇမင်းရဲ့မှာဇမင်းဖြစ်နေတာငါမကြိုက်ဘူးနော်ဒီလိုကောင်မျိုးနဲ့ဆိုငါလုံးဝသဘောမတူဘူးဟိုကောင်ကလည်းညီလိုမိန်းမကိုမမှန်းပါဘူးအေးဒါကြောင့်ငါတို့ကအရှက်ပြင်းပြန်ကွဲပြီး ခွေးပြည့်ဝက်ပြည့်ပြီးခဲ့ရတာပေါ့ဒါများစိတ်နာစမ်းမအေးအမေရဲ့အေးအတွင်းတည်ဆင်းတည်ချင်းမို့အမအေးမရဲ့တောင်းယူတင်နေဆိုရင်ငါကတော့မင်းမင်းလေးနဲ့ပဲသဘောတူတယ်ဒီကောင်လေးကလှုပ်လဲတိတ်လှုပ်တယ်သဘောလဲကောင်းတယ်ဟိုကောင်ကတော့ညီလုံးဝမစင်းစားပါနဲ့မိနူထွေးဒေါ်တင်မင်းဤပြတ်သားသောစကားတန်ကြောင့်မင်းမင်းကောင်းထောင်ရေးထားတိုင်းဖြစ်၏ကြည်စံသူပယ်တော့ကမှမစင်းစားခဲ့မိသည့်ကိစ္စ ဘယ်တော့မှတွေးရပြီးမကြည့်ခဲ့ဘူးသောအချစ်နှစ်အိမ်တော်ကြီးအကြောင်းဒေါ်တင်မီးစကားတန်ကသူ့နားစီမှာပဲ့တင်ထွက်၍အခါခါရှားနေရပါလားငါကတော့မင်းမလေးနဲ့ပဲသဘောတူတယ်ငါကတော့မင်းမလေးနဲ့ပဲသဘောတူတယ်ငါကတော့မင်းမလေးနဲ့ပဲသဘောတူတယ်အဲ့ဒီကိုအောင်အောင်ဦးဆိုတဲ့လူဟာသဘောကောင်းပါတယ်ကိုဦးပမာရှိမဲဆိုတာသူသိနိုင်တယ်မင်းမရဲ့မမသူ့ရင်တပ်ပြောတာသူချက်ချင်းရှာပေးလို့ကိုဦးချိန်မရကောင်နေတာလေး အချိန်မီဆိုတာတချူကနီးမိတာပါဗျာအသက်မှမမိတာအေးလေဒါတော့သူလဲခရီးဝေးကိုရောက်နေလို့ဖြစ်မှာပေါ့ဟဲ့အမန်းနူတွေခေါ်လို့သာလိုက်လာရတာကျွန်တော်အကိုစိတ်နာတယ်ညီကိုနှောက်တဲ့ရှိတာဒီလုံပြောပါနဲ့မောင်လေးရဲ့အကိုဥပမကကွယ်၍ပြောနေသောနူနူတွေကိုလှည့်ကြည့်လိုက်မိသည်ဒီလောက်လာပြီဒီလောက်အပြစ်ကင်းတဲ့မိမမျိုးအကိုကဘာလို့မကြိုက်ရတာလဲပြီးတော့အမန်းနူတွေကအကိုကိုတိတ်ချေရှာပါတယ်အတူလမ်းလျှောက်လာရင်ကနူနူတွေ၏အလားကိုမမေ့မြင်မိလာသည် နူတွေဤနှလုံးသားခံစားမှုကိုလည်းနားလည်လာရသည် ရောက်တော့မင်းရှေ့ကဟာကိုအောင်ဦးရဲ့အိမ်မင်းဖြစ်ပါမလားဗျာဖြစ်ပါတယ်ကိုအောင်ဦးရဲ့မိရဲ့တိတ်တဘောကောင်းတာနူတွေကရဲဝန်းစာရှေ့ကတက်သွားပြီး စင်မင်းเจ้าမေတော့မြီဟုဟန်ပြင်းစဲမှာဟဲ့ကိုဦးပါလားရှာတော့မိသူကိုအကောင်လိုက်ကြီးဘွားကနေတွေ့ရ၍နူနူထွေးရောမင်းမင်းမှာအကြောင်းကြောင်းကြီးဖြစ်သွားချိန်မှာပင် မင်းတို့ငားစီလာကြလားအောင်စီလာကြလားမေဘုံကရင်ဝါကိုစီးကန်လိုက်တယ်လို့ပါပင်ကျွန်တော်ကတော့သူခေါ်လို့လိုက်လာတာပဲညီကိုနှစ်ယောက်တင်းမတီးတဲ့တင်းမကြမှာဆို၍ကိုဦးစီလက်လာတာဗောကိုဦးရဲ့မနှက်ဖြန်ရက်လေလေအဲ့ဒီအတွက်လာခေါ်တာငါမလာချင်တော့လူတွေမင်းမင်းကကိုကိုတစ်ဖက်သို့လှည့်လိုက်သည် မလိုက်လို့ပဲဖြစ်မှာလေជីជីအတွက်ပြန်တန်းဝေရမယ်လေကိုဦးကသားကြီးပဲငါပစံတပြားမှာပဲငါအလူမှာရေသက်ချလို့ဘလို့အထိပ်ပဲရှိမှာလေ မင်းမင်းကစိတ်ပြက်လှပြီးနုနုတွေကလည်းဘာစကားနဲ့တုတ်ပြန်ရမယ်မသိအောင်ကိုဦးကိုဝမ်းနဲ့ကြေခွဲစွာငေးကြည့်နေစမ်းပါပင်ဟာမတ်တူတူရောပါလားလာကြလိဘယ်နဲ့မတ်တကြည့်ဗျာနုနုတွေတို့နဲ့ပြန်လိုက်ခဲ့ဖို့ပြောပြီးရန်ကိုအောင်အောင်ဦးကိုနုနုတွေကအာကိုတကြီးကြည့်လိုက်ပြီးမနှက်ဖြန်ကြည့်ကြည့်ရဲ့လေမူကိုဦးလာခေါ်တာပါသူညီလေးလည်းပါပါတယ်နုထွေးတို့ပြန်ခေါ်သွားပြစီနော် ခေါ်ပါနေ့လေကမှဒီကောင်းကိုလမ်းမှာတွေ့လို့ခေါ်လာခဲ့ရလား ီမှာလည်းမနေဘူးသွားတော့မယ်လို့ကိုဦးပြန်လိုက်ခဲ့ပါနော်ဟုတ်သားပဲကွာလိုက်သွားပြီးရက်လည်းစွန့်တော့ပြီးမင်းသွားကျင်တဲ့စီသွားဖို့ကိုဦးကဘယ်သားမှမလို့လဲငါ့ဘာမင်းနေနေလို့လည်းပြန်ကြတော့ဟာဟေ့ရောက်မင်းမဝင်ပြောနေအောင်ဒီမှာလူတွေနောက်ငါစီဘယ်တော့မှလိုက်မလာကြနဲ့အမေနဲ့သူငါလည်းတေသွားပြီလို့သဘောထားလိုက်ကြလားသွားပြန်ကြနုနုတွေကမျက်ရည်များပေါပေါကြလာသည်။ဘာသာပြောရမယ်မသိအောင်စကားလုံးများပျောက်ဆုံးပြီးနှုတ်ကဆွန့်အားနေ၏။ဇင်းမင်း မင်းကလည်းကွာဒါကြလေလူတွေ့လို့အိမ်ထဲမှာထိုင်ပြီးပြောတာဘာမှပြောစရာမလိုတော့ဘူးကိုအမန်တွေသူတို့ကကြားရမှာမဟုတ်လားနေထုတ်နေပြီလေလာပြန်ကြစို့မဟုတ်သေးပါဘူးမင်းမင်းရယ်ငါတောင်းပြန်ကြည့်ပြစီဦးကိုကဒါဆိုနေခဲ့ဗျာကျွန်တော်သွားမယ်မင်းမင်းကစိတ်မရှိနိုင်တော့တလို့လှဲ့ထွက်ပြီးနှုတ်တွေသည်မင်းမင်းနဲ့ပြန်မလိုက်လို့လည်းမဖြစ်သူဤချင်းလားစွာသောကိုအူးကိုစိုက်စိုက်မြမြကြီးတွေ့နေရပါလေဒီတိုင်းထားခဲ့ပြီးမပြန်နိုင်၍ ကိုဦးထံပြေးသွားပြီးသူ့ရင်ဘက်မှအင်ကြီးစားကိုဆွဲကခဏလေးဖြစ်ဖြစ်လက်ခဲ့ပါကိုဦးရဲ့နော်စင်မင်းကဘာမှမပြေးမှုန်တက်တည်းနဲ့မျက်နှာလွှဲထား၏ကြီးကြီးမှန်ကလေးစကားတွေကိုလည်းအမေကပြောစရာရှိတယ်တဲ့နုနုထွေးကတင်းမခတ်ထန်လွန်လာတော့ချစ်သူဤမျက်နာကိုအတနာခံတယ်လို့ကြည်လိုက်ပြီးလက်ခဲ့ပါကိုကြီးရဲ့နော်မင်းမင်းလေးလေးတနာစရာကောင်းလာပါပြီဒီမနုထွေး သူရင်ပန်းမှာအင်းကြီးစာကိုဆုပ်ဆွဲထားသော နုနုထွေဤလက်ကိုကြမ်းတမ်းစွာပုတ်ချလိုက်ပြီးသူများအိမ်မှာနေပြဿနာလာမလုံးနဲ့ငါဘယ်တော့မှပြန်မလာဘူးဆိုတော့မှတ်သွားငါပြန်မလိုက်လို့နင်းသိကျင်တယ်ဆိုလဲသွားသိလိုက်ဟာထိတ်ကုန်ရောအာဦးဟာအာနာလွန်ဟန်ဖြင့်တငယ်ချင်းစင်မင်းကိုထိန်သိမ်းနေစေမှာပင်နုနုထွေသည်မျက်ရည်ဆက်လက်နှင့်ကိုဦးကိုကြောခိုင်းလိုက်ပြီးမင်းမင်းရှိရာသို့အမိလိုက်ရန်ပြေးထွက်ခဲ့ရပါတော့သည်ပိုင်း၆စပါမည် ုတ်ကဲ့ပါရှင်ဒီနေ့ Freedom of Future Channel ရဲ့ Wine တော်သားတင်ဆက်ဖပြခဲ့တာတော့ကလျာဝိစာသိပ္ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတစ်ယောက်ကြောင့်အပိုင်းငါးကိုဖပြသွားတာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးခဲ့ပါတော့ကလီကာများအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်ရှင်နောက်ပိုင်းဆက်တွင်မှပြန်လည်တွေ့ဆုံပါမယ်ရှင်